နော်ဖောင်းရီထားဟာရှီမော်ယယ်လီချီယာနင်းလီချောင်းကိုပြောလာတဲ့ပန်ကိတ်တာလားနော်ဖောင်းရီထားနဲ့နှွမ်းပိုင်ကိစ္စကိုအကြောင်းပြုပြီးတော့ရွှေထုနဲ့ရွှေမော်ယယ်လီကိုဒဲဝုန်းတာလားပန်ကိတ်တာလားပန်ကိတ်တာကတော့နုပညာရှင်လို့မဟုတ်ပေမဲ့ beauty blog ကဖြစ်တဲ့လောက်ကရင်ကနေပရိသတ်တွေရဲ့ချစ်ခင်အပိမို့ကိုခံနေရသူတို့ဖြစ်ပါရင်ပန်ကိတ်တာကိုလူတိပုံများတာကဆော်ရော်ရွှေထုရဲ့ချစ်သူကောင်မလေးနေနေပါသူမကချစ်စွင့်မျက်နှာလေးနဲ့ခလေးဆန်ပြီးတော့အမွေရည်ကိုပိုင်ဆိုင်ထားသူဖြစ်ပြီး Australia နိုင်ငံမှာနေထိုင်နေရရှိပါတယ် ရွှေထုံးနဲ့ဘန်ဂိဒရာတို့ဟာချစ်တူတက်တဲ့6နှစ်ကျော်ရှိနေပြီလို့ long distance relationship ကိုပိုင်ဆိုင်ထားနေတာပါ။တာယာရဲ့ချင်းအကြောင်းပရိသတ်တိုင်းကအားကျနေရတာဖြစ်ပါနေ။ဒါပေမဲ့နောက်ပိုင်းမှာတော့ရွှေထုံးကချန်ခုံကရှင်ဝေဒီနဲ့လက်ထပ်သွားနေတာကြောင့်ပရိသတ်တွေရဲ့ဝေဖန်ခြင်းကိုခံနေရတာပဲဖြစ်ပါရင်6နှစ်ကျော်တွင်ခဲ့တဲ့ relationship ကိုပရိသတ်တွေကမပြတ်စီခြင်းကြတာကြောင့်ယခုလိုမျိုး relationship အစ်စ်တိဆောက်လာမှုပေါ်မှာလည်းဝေဖန်မှုတွေကပြင်းထန်နေတာပါ။သူတို့ပြင်ရှင်ဝေဒီနဲ့စနိုက်ကြော်နေတာကြောင့်အခုလိုပဲပြင်းစင်းနေရတာပဲဖြစ်ပါရင်အခုလက်လောဆိုရှယ်မီဒီယာမှာအရင်ကဟောနေတဲ့ကိစ္စတစ်ခုကတော့ ။နောက်ပိုင်းနောက်ဖောရထားတဲ့လူမှုရေးရှုံရှင်းကြည့်ပါမယ်။ပြည်ထောင်အဆောင်ကတော့ပရိသတ်ချစ်ခင်မှုရရှိထားတဲ့အစရောဘော်ဘီဆော့ဆာကတော့ယနေ့မတ်လ2ရက်နေ့ညပိုင်းကနာမည်တက်ပြီးပြောပိုင်ခွင့်မရှိ You know her official music video ထွက်ရှိခဲ့ပြီးတဲ့နောက်ပရိသတ်တွေစိတ်ဝင်စားမှုတွေဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဒီသတင်းလေးကိုတင်လိုက်ပြီးချိန်မှာမီလီယံနဲ့ချီပြီးအားပေးကြည့်ရှုသူတွေများပြားဖြစ်ခဲ့တယ်လို့ comment တွေမှာလည်းစိတ်ဝင်စားမှုနဲ့ဝေဖန်ထောက်ပြမှုတွေဖြစ်ပေါ်လာပါတယ်။ထို့သဖြင့်တော့ North Point ထားကလပိုင်ကို Bobby Sasasi က snipe ကြော်ခဲ့တာဖြစ်ပါတယ်။ ဒါပြင်ပရိသတ်တွေရှင်မှာပြည့်မရှိသလိုလုပ်နေကြတာပါအဲ့နောက်အားလုံးသိကြတဲ့အတိုင်းလမ်းမရဲ့အောက်ဖဲလံမှုနဲ့တူနောက်ဖွားရထားတဲ့အောင်လူရင်းရဲ့ဒရေးကွက်ထဲမှာမျောနေကြကနှင်းမေးပြစ်နေတာပါဒီကအဖြစ်တော့လမ်းပိုင်းနဲ့တပြပြလုပ်နေတဲ့ video file ဟာ internet ပေါ်မှာပြန့်နေပြီးမှပုံပြီးတော့လူရင်းဝေဖန်တာကိုခံနေရပါတယ်ဒီဖြစ်ရပ်ကိုမြင်တွေ့နေရတဲ့ pancake တောင်အင်းကသူ့မိုက်အနာဟောင်းကပြန်ပေါ်လာတယ်လို့ခန်းစားနေရပါတယ်ဒါကြောင့်ကိုယ့်လူတွေတစိမ့်ကတ်ထားတာဂီးမဆိုင်လို့ရတယ်ကိုကိုကိုတစိမ့်ကတ်လိုက်တာကြတော့ ကိုယ့်ရဲ့ပြုပုံပေါ်မှာမိုတီးပြီးတော့ဥပမာချန်ခုံစနိုင်းတစ္ဆောင်ဝဂရိမတီစားတဲ့တစိမ့်တွေကသူများလာခွာပေးလို့လည်းမရဘူးကိုဟောက်ကိုလည်းခွာလို့မရဘူးနော်ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်ဒီဆောင်အပြင်တိုင်းရှီထူးနဲ့ရှင်ခွေရီတို့ကိုရှင်ရမန်ပရိသတ်တွေကရိမ့်မိနေကြတာပါသူဖြစ်တော့ပန်ကိတ်တာဟာခုလိုမျိုးနှမ်းမိုင်နဲ့ဘော်ဘီဆာဆာနောက်ဖွဲထားကိစ္စအောင်မြင်တော့တချိန်ကသူမကြုံတွေ့ခံစားနေရတယ်ရှင်ထူးနဲ့ရှင်ခွေရီတို့တစ္ဆောင်ဖို့တဲ့ကိစ္စကိုပြောလာတာဖြစ်တယ်လို့ထင်သေးပေးနေကြတာဖြစ်ပါတယ်ပန်ကိတ်တာကဒီလိုဝေဖန်လိုက်တဲ့ပုံမှာတချို့ကတော့ ဘန်ကိဒရာကရွှေထူးကိုမင်းနိုင်သေးဖို့မရဘူးလို့ထင်သေးပေးနေကြတာပါ။ဒါကြောင့်လဲဘန်ကိဒရာဟာတစ်ချိန်ကရွှေထူးနဲ့ရှင်ခွင်တီလုတ်ခဲ့တဲ့သစ္စာမဟုတ်ဘူးကိုတရင်ရဆဲဖြစ်မယ်လို့ဆိုကြပါတယ်။ယခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောခုချိန်မှာစနိုက်ကျော်ဇလက်ဖြစ်နေတဲ့လွှမ်းမိုင်နဲ့နော်ဖောလိုမျိုးလုတ်ခဲ့ကြတဲ့ရွှေထူးနဲ့ရှင်ခွင်တီတို့စုံတွဲကိုဘယ်လိုမျိုးမြင်ကြသလဲဆိုတာပြောသွားကြပါအောင်ရှင်။